ဒီ2020ရွေးကောက်ပွဲတော့မရှိတချင်းနေလုတ်ခဲ့တယ်ဟုတ်တယ်မလားဟုတ်အဲ့တုန်းကအဲ့တုန်းကဆိုလို့ရှိရင်ဒီမရှိရဲ့တချင်းကိုလူသိများကြတာဒါနိုင်ငံရေးသမားတိုင်းမယုံနဲ့ဆိုပြီးတော့အဲ့အဲ့လိုတိုက်တယ်နဲ့သိကြတယ်ပေါ့နော်ဆိုတော့အဲ့တချင်းနဲ့ပတ်သက်ပြီးတော့လေစိတ်ဝင်စားရဲအဲ့ဒါဘယ်လိုဖြစ်လာလဲအော် အဲခုနပြောတဲ့နိုင်ငံရေးသမားတိုင်းပေါ့နော်မျက်မြင်ရုံနဲ့ပေါ့အမေရိကန်တခြင်းရအတခြင်းရကောင်းစီရတော့ရောက်တောင်ရောက်ပေါ့နော်တော်ရောက်တောင်ရောက်ဆိုတော့ကျွန်တော်ပြီးမြန်မာနိုင်ငံမှာရှိနေကျွန်တော်လူငယ်တွေပါလူငယ်မှုပါစီးမြတ်တက်ရအားလုံးပေါ့နော်ကျွန်တော်တော့ရောက်ပါလေတောင်ရောက်ပါလေဖြစ်သွားတယ်ပေါ့နော်ပြန်ကြေပါရဲအဲ့တော့အဲ့တော့အဲ့နိုင်ငံရေးသမားတိုင်းမင်းမြုံနေပေါ့နော်အဲ့ဒါကကျွန်တော်တို့လုတ်ဖြစ်တာ2000အဲ2000 20လောက်ပေါ့နော်20လောက်မှာကျွန်တော်တို့အဲ့ဒါအဲ အဲ့အဖွဲ့တစ်ခုကကျွန်တော်ခီးထွက်ကြတယ်ထွက်ကြတော့ကျွန်တော်တချင်းရေးကြတယ်တချင်းရေးကြတော့ကျွန်တော်အဲ့လိုမျိုး group တွေကျွန်တော်၃ယောက်ဆို၃ယောက် group ဖွဲ့ပြီးတော့ကျွန်တော်တချင်းရေးကြတယ်အဲအဲ့အဖွဲ့ထဲမှာဘာတွေပါမလဲဆိုတော့တချင်းရေးတဲ့လူပါမယ်ဆိုတဲ့လူပါမယ်တီးတဲ့လူပါမယ်ကျွန်တော်၃ယောက်ထိုင်နေတာထိုင်နေတာတချင်းရေးရေးပြီးတော့ကျွန်တော်တချင်းကျွန်တော်လည်းကျွန်တော်တကယ်ကြီးခုနကကျွန်တော်ဖန်တဲ့အတရာကျွန်တော်အတူတူပဲပြောတော့အတူတူပဲအဲ့တော့ကျွန်တော်အဲ့ချင်းအဲ့စာသားတွေကျွန်တော်ရေးပြီးထုတ်လိုက်တယ်ပေါ့နော်ကျွန်တော်ရေးလိုက်တယ်ပြီးတော့ကျွန်တော်အဲ့မတိုင်ခင်ကျွန်တော်ခုနကပြောသလိုပေါ့နော်ကျွန်တော်တချင်းပြိုင်ခွဲရှိတယ်ပေါ့နော်တချင်းပြိုင်ခွဲတွေမှာကျွန်တော်တို့က ဘယ်လိုပြိုင်နာများလဲဆိုတော့လူတွေကအများကြီးရှိနေတော့အဲကျွန်တော်တို့ reggae ကိုလည်းရေးတယ်ပြီးတော့ reggae နဲ့ဥမာလူများဆိုဆိုလို့ရလောက်တဲ့ alternative rock တို့ rock တို့အဲ့လိုမျိုးပြန်ပြီးကျွန်တော် alternative rock တို့ကျွန်တော်ပြန်ပြီးတော့ပေါင်းပြီးရေးတယ် reggae နဲ့ကျွန်တော်ပေါင်းရေး reggae bike ဆိုကျွန်တော်ဆိုတယ်အဲ jazz rock bike ဆိုလို့ရင်ကျွန်တော်တို့တငယ်ချင်းတွေကျွန်တော်အဖွဲလိုက်ပြန်ရတော့အဖွဲလိုက်ပြန်ရတော့အဲ့လိုမျိုးအဖွဲလိုက်ဆိုကြတယ်ဆိုကြတဲ့အချိန်မှာကျွန်တော် reggae fest တွေပါတယ်ဗောနော reggae bike တွေပါတယ်ပြီးတော့ဟိုဘက်မှာလည်းကျွန်တော်တို့အဲ့လိုမျိုး တချင်းတွေရေးထားတော့ reggae ဟာတွေပါတယ်အဲ့လိုမျိုးပါတဲ့ဥစ္စာတွေကျွန်တော်အရင်ကရေးထားတဲ့ဥစ္စာတွေကျွန်တော်အခုအတိရေးတဲ့ဥစ္စာတွေကျွန်တော်ပြန်ပေါင်းပြီးတော့အော်ဒီတချင်းကဒီလိုပြန်ဖြစ်လာပါဘူးနော်ကျွန်တော်ဟိုဘက်နဲ့ဒီဘက်နဲ့ကျွန်တော်ပြန်ပေါင်းပြီးတော့အဲ့နိုင်ငံရေးသမားတိုင်းမင်းမယုံနဲ့မင်းလိုက်ကြီးဆိုတဲ့တချင်းပေါ့နော်အဲအဲ့ဒါတော့တော်တော်များများကြိုက်ကြတယ်ဘလူးလည်းတော်တော်များများသိကြတယ်ပေါ့နော်